မင်္ဂလာညချမ်းလို့နှုတ်ဆက်ချင်တော့ပါဘာလို့ဆိုတော့ဒီနေ့ထိုင်းရောက်မြန်မာလူသားတွေအတွက်အရေးပေါ်အချက်နှစ်ခုကိုပြောမှဖြစ်တယ်အဲဒီအချက်တွေရတယ်ထိုင်းရောက်မြန်မာလူသားတွေအတွက်တိတ်တင်းကောင်းနေဟုတ်မလို့အဲကြောင့်ဒီနေ့ကမင်္ဂလာညချမ်းမို့ပြောဖို့ကခက်သွားပြီပေါ့နော်โอเคအဲ့တော့ဒီနေ့အရေးပေါ်အချက်နှစ်ခုကိုပြောမယ်ခဏလူခဏဆောင်မယ်နော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ထိုင်းရောက်မြန်မာအလုပ်သမားတွေကိုပန်ရောင်ကက်လုတ်ပေးမှုရပ်ဆိုင်းလိုက်ပြီးတရားမဝင်မြန်မာတွေအဖမ်းခံလိုက်ရတဲ့အခြေအနေနဲ့ပတ်သက်ပြီးကိုရဲမင်းအရေးပေါ်ပြောလာသည်မှု အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ။ဟာပြီဆိုတော့ဒီနေ့ကအဓိကပြောမယ့်အကြောင်းအရာကတော့ခိုင်းရောက်မြန်မာလူသားတွေအတွက်ဒီနေ့ဖြစ်သွားတဲ့ဖြစ်စဉ်တွေပေါ်မှာအရေးပေါ်အချက်တွေကိုပြောမှာဖြစ်တယ်။ဒါပါလေဆိုတော့နံပါတ်၁ဒီနေ့လူသစ်ပန်းရောင်ဘတ်လူသစ်ဘတ်ပေါ့နော်အလွယ်တူပြောလို့လူသစ်ဘတ်ပေါ့ပန်းရောင်ပန်းရောင်ကပ်ပေါ့စသဖြင့်လူသစ်ဘတ်နေတိုင်းဝင်ထောက်ထားမဲ့တဲ့လူတွေကိုထိုင်းစိုးဝဘက်ကနေပြီးတော့ထိုင်းထိုင်းစိုးဝဘက်ကနေပြီးတော့ဒီတရားမဝင်ရောက်လာတဲ့အဲဒီရွှေပြောင်းလူသားတွေပေါ့အဓိကတော့မြန်မာလာအိုကမ္ဘောဒီးယားဗီယက်နမ်ဒီသုံးနိုင်ငံပေါ့နော် အဲသူတို့ခေါ်ရတာဖမမြန်မာဆိုဖမအဲကမ္ဘောဒီးယားဆိုကမ္ပူချာခမင်းစသဖြင့်ခေါ်ရအဲလာအိုဆိုလောင်ဗီယက်နမ်ဆိုဗီယက်နမ်ပေါ့သူတို့ခေါ်ခေါ်ရဆိုရင်ဒီလေးမျိုးရွှေပြောင်းလောက်တာအဆင့်မှာထားတဲ့လေးမျိုးပေါ့နော်တန်တောက်တွေပေါ့တန်တောက်တွေခေါ်ဟိုနိုင်ငံခြားလားအဆင့်မြင့်ပါတွေဥရောပတွေမိကတွေကြာသူတို့ကတန်ချတွေခေါ်တယ်ခဲတော့ကျွန်တော်တန်တောက်တွေကိုလုတ်ပေးမယ်ပေါ့အဲ့ဒီပိုင်းအောင်ဘက်ကဒီနေ့ရုပ်တရက်ကျွန်တော်တို့ပိတ်သွားတယ်ပေါ့နော်ရုပ်တရက်ပိတ်လိုက်တယ်ပိတ်လိုက်တယ်ဆိုတာလည်းဒီသူတို့ကျွန်တော်တို့နောက်ပိုင်းကယူဝပါပင်ဒီစသည်ဖြင့် website တွေနဲ့စသည်ဖြင့်အဲဒီ ဒီလူမားတွေနေတိုင်းမထောက်ထားလုပ်ပေးတဲ့နေရာမှာအဆင်မြင့်တင်လာတယ်အဲ့ဒီဘိုင်းနေမှာဟိုစိုက်ချွေမှုတွေဖြစ်တယ်လို့လည်းသိရတာပေါ့နော်အဲဒါမဲ့အလားတော့ဟိုတိချာမသိနိုင်ဘူးလောလောဆယ်ကတော့ဒီနေ့ပန်းအောင်ဘတ်လူသစ်ဘတ်ရိုက်ချင်းလုပ်ငန်းစဉ်ကိုရက်ရွှေပြောင်းလိုက်တယ်ပေါ့နော်နေဆက်ပြဿနာတွေကြောင့်နေဆက်မတည်ငြိမ်မှုတွေကြောင့်ရက်ရွှေပြောင်းလိုက်တယ်ဆိုတဲ့အားမျိုးကြောင့်ကြက်ထုတ်ပြန်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ထိုင်းရောက်မြန်မာလူသားဒီပန်းအောင်ဘတ်လူသစ်ကိုမြုံနေတဲ့လူတွေတွေ့ကြတော့အင်မတန်ကိုတင်းစိုးပဲထွတ်တူပဲအဲ့ဆက်ဆက်နေတယ်ပေါ့နော်အဲ့ဒီဒီပန်းအောင်ဘတ်လို့ခေါ်ထားတဲ့လူတွေငွေတွေပေးထားတဲ့လူတွေကျုံငွေတွေပေးထားတဲ့လူတွေအားလုံးတွေ့ကြတော့တင်းစိုးတယ် တော့ပြောချင်တာပြောကြစကားတွေအများကြီးတော့ကျွန်တော်အရေးအရေးပေါ်နှအရေးပေါ်နှစ်ချက်ပဲပြောမယ်ဒီနေ့ကျွန်တော်တို့ဒီပိုင်းအောင်ဖက်လုပ်ငန်းစဉ်ကိုပိတ်တဲ့သဘောကတော့ပြောမယ်ဆိုတော့ဒီ website ယာယီပိတ်တာပေါ့နော်ရဲ website website ယာယီပိတ်ထားတာပိတ်ထားတာဖြစ်နိုင်တဲ့အတွက်အဲနေလေးဖြစ်တဲ့အတွက်အဲနေလေးကြာပြီးသားနှစ်နှစ်တပ်တန်းတို့လူဟောင်းသမားတွေလည်းဒီကြောင့်အောင်ကြောက်ခေါက်တွေလုံးလို့မရသေးပါဘူးတဲ့ကြောင်ဆိုတတိတတိအလုတ်ပြောင်းဆွေးခွင့်အလုတ်ထွက်ခွင့်အလုတ်ပြောင်းခွင့်အလုတ်အတင်မဝင်ခွင့်ပေါ့ဒါကိုလူတွေကြောင်အောင်ကြောက်ခေါက်လိုပဲခေါ်တယ်အဲကြောင်အောင်ကြောက်ခေါက်တွေလည်းလုံးလို့မရသေးဘူးလုံးလို့မရသေးဘူးအခုကုလောလောဆရာလူဟောင်းတွေဒါလူဟောင်းတွေအတွက်ပေါ့နော်အဲ့တော့ ။ဘာလို့ပြောချင်လဲဆိုတော့ထိုင်းရောက်လောက်သမားတွေဒီပိုင်းရောက်ဖက်နဲ့ပတ်သက်ပြီးတော့ခေဆက်ဆက်ကျွန်တော်တွေ့ကြုံနဲ့တွေ့ကြုံတစ်ခုပဲပြောပြမယ်။ကျွန်တော်တွေ့ကြုံနဲ့တွေ့ကြုံတစ်ခုကိုပြောပြမယ်။ခေဆက်ဆက်ထိုင်းနိုင်ငံမှာပိုင်းရောက်ဖက်လုံမဲ့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 နဲ့မလုံဖြစ်တာပဲရှိတယ်။လုံပြီးခဲ့တယ်ပုံမှန်တိုင်းကြုံညာပြီး။ဒါမဲ့ယခုဒီနေ့ကြုံညာလိုက်တဲ့အဖြစ်ပြမျိုးကတော့ရှားတယ်။ပိုင်းရောက်ဖက်လုံဖို့တော့ထိုင်းဆိုရတရားဝင်အတိမတ်ပြူစာတရားဝင်စာထုတ်ပြီးတော့မနေ့ကငါးရက်နေ့ဆိုစတင်ပြီးတော့ကျွန်တော်တို့နာမည်စင်းနေတင်သွင်းသွင်းပြုတ်တဲ့အခြေအနေမျိုးမှာဒီနေ့ရုပ်ပြပိတ်လိုက်တာမျိုးကတော့ထိုင်းထိုင်းနိုင်ငံမှာပန်းရောင်ဘတ်လုတ်ပြီးတဲ့လုပ်ငန်းစဉ်မှာဒါမျိုးမရှိခဲ့ဘူး ဒါအထူးခြားတဲ့ချက်စင်တစ်ခုပဲဒီအနေထားကိုကျွန်တော်တို့ထိုင်ရောက်လို့ဒီမားတွေဟိုနားလည်ရမယ်ပေါ့နော်အဲ့တော့ပြောချင်တာကျွန်တော်တို့ထိုင်ရောက်လို့ဒီမားတွေအခုလိုမျိုးဖြစ်စင်မျိုးဖြစ်တဲ့အခြေအနေမှာဖြစ်တဲ့အခြေအနေမှာကျွန်တော်တို့ဘာတွေအခက်အခဲတွေကြုံရလဲဘာတွေကြုံတွေ့နိုင်လဲဆိုတဲ့အရာတွေကိုကျွန်တော်ဒီနေ့ပြောသွားမှာဖြစ်တယ်အခုကျွန်တော်ဒီ live လွှင့်နေတဲ့အခြေအနေမှာတော့ဒီမှာတက်လာတဲ့မှန်တွေကျွန်တော်တိတ်မတွေ့ရအောင်ဖြစ်နေတယ်ဟုတ်ကဲ့အဲကျွန်တော်ပြောတာအဆင်ပြေလားအဥစ္စာအတန်တွေရောအဆင်ပြေရလားအဲ့ဒါအဲ့ဒါလေးနည်းနည်းပြောပြပါအောင်ဒီမှာဒါမှမှန်တွေကိုမတွေ့ရအောင်ဖြစ်နေတယ် အဲနာပြပြပြအောင်ဟိုဒါကြည်နေတဲ့လူတွေတစ်ချက်ဘာမှမတွေ့ရအောင်ဖြစ်နေတယ်အဲ့တော့ဟုတ်ကဲ့အဲ့တော့အဓိကအခုလိုမျိုးဒီဟိုပန်းရောင်ဘက်လူတစ်တွေဟိုဒီလိုမျိုးခိတ္တယာယီရက်ရွှေပြောင်းလိုက်တယ်လို့တော့သဘောတရားမှာတွေ့ရတယ်ဒါပေမဲ့အခုလိုပန်းရောင်ဘက်လူတစ်လို့ဖို့တော့ကကျွန်တော်တို့ထိုင်းဆိုးကမှာကပီနာတီတင်ရတယ်အဲ့ကျွန်တော်တို့နာမည်စင်းနေတေချာဝင်အောင်စနစ်တေချာနဲ့ဒါကျွန်တော်တို့ဒီလိုမျိုးအားတွေကိုလုတ်ခွင့်ရဖို့တော့ကပီနာတင်ရတယ်အဲ့လွတ်တော်တွေအစင်းစင်းတင်ပြပြီးတော့မှအားလုံးသဘောတူညီမှုတွေနဲ့လုတ်ကြတာပေါ့နော်လုတ်တဲ့လုပ်ငန်းစဉ်မှာ အခုကျွန်တော်တို့အစဉ်အဆက်ထိုင်းဆိုဘက်ကတိမပြုတ်တင်ထားတာဖြစ်တယ်အခုချိန်မှာတော့အဆင်ပြေမနေဘူးပေါ့နော်အဲအခုလိုမျိုးဖြစ်နေတဲ့အချိန်တွေမှာနောက်ကဘဏ္ဍာဖြစ်သွားမလဲဆိုတာကျွန်တော်တို့ထိုင်းအောင်လုပ်မားနေနေတယ်မသိရဘူးမသိရဘူးအဲ့တော့အဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့ဒီလိုဖြစ်စဉ်မျိုးကထိုင်းဆိုကလက်ထက်မှာမရှိခဲ့ဘူးဒါဟိုအံ့ဩစရာကောင်းနေပေါ့နော်ဟုတ်ပြီအဲအံ့ဩစရာကောင်းနေအဲ့တော့ကျွန်တော်တို့ဒီလိုမျိုးဖြစ်စဉ်မျိုးဖြစ်သွားတဲ့အချိန်တွေပေါ်မှာကျွန်တော်တို့မြန်မာလူမားနေသိထားမရတဲ့အချက်တွေရှိတယ်အဒီကနေ့ဆိုရင်ပန်းရောက်ဘတ်လူတစ်တွေပန်းရောက်ဘတ်လူတစ် လောက်ခုပဲစောင့်နေတဲ့အလုပ်မားတွေ130တူကိုဒီနေ့ညနေ3နာရီလောက်မှာထိုင်းနိုင်ငံစမူစာကုန်းခရိုင်မှာအချိုင်ပေါ့နော်မြန်မာလုပ်သားတွေတိတ်နေချီချီတဲ့အများဆုံးထိုင်းနိုင်ငံမှာဆိုမြန်မာလုပ်သားအများဆုံးရှိတဲ့ခရိုင်မျိုးပြောရမယ်အဲ့ဒီနေရာမှာကျွန်တော်ဝင်ဖမ်းလိုက်တယ်အဲ့လိုမျိုးအဲ့လိုမျိုးဒီဝင်ဖမ်းလိုက်တယ်ဝင်ဖမ်းလိုက်တဲ့အချိန်ဒီမှာထိုင်းအောင်မြန်မာလုပ်သားတွေဟိုတော်တော်များများ130တူပေါ့နော်တော်တော်များမိပါအဲ့လိုလူမားတွေကတူကိုမြန်မာငွေ380လောက်ပေးပြီးတော့မှပွဲစားနဲ့တက်လာတဲ့လူမားတွေပိုင်းအောင်ဘက်ပါလုတ်ဖို့ပါပြီးသားပေါ့နော်ဒီကပိုင်းအောင်ဘက်လုတ်လုတ်ဖို့ပဲလာစောင့်တာပေါ့နော်လာစောင့်တာအဲ့ပွဲစားနဲ့တက်လာတဲ့လူမားတွေအဲ့တော့ဒီလူမားတွေအခုလိုမျိုးဟိုအခက်ခဲဖြစ်သွားတယ်ဖမ်းခံရရတယ်ဆိုတော့ဘဝတွေက လူကောင်း330တူရဲ့ဘဝတွေမိသားစုတွေအကုန်ပျက်စီးသွားတယ်သူတို့တွေလည်းအကျွေးတွေတိုးနေတဲ့တက်လာချတာပါနော်အဲ့ဒီလောက်သမားတွေကဒုက္ခရောက်သွားပြီအဲ့တော့ဒီဖြစ်စင်ပါဆိုလေဒီကနေ့ဒီဖြစ်စင်ပါဆိုလေပိုင်းအောင်ဘက်လူတစ်လောက်ကိုစောင့်နေတဲ့330တူကိုထားတဲ့မာချန်ရတိုက်တန်းရတစ်ခုမှဝင်ဖမ်းသွားတာအဲ့ဒါဘာလို့လဲဆိုတော့အဲ့ဒီကမြန်မာအာနာ sorry ထိုင်းအာနာပိုင်းပေါ့နော်ထိုင်းရာရှိအစိုးရရာရှိတယောက်ဒီလောက်မှာဘက်ကကျွန်တော်တို့ခရိုင်လောက်မှာဘက်ကပေါ့နော်ခရိုင်လောက်မှာကော်ကေကော်ကေဟိုလောက်မှာအလုမာဦးစီးလောက်မှာဦးစီးချုပ်ရုံးပါပေါ့တယောက်နဲ့ကျွန်တော်ဆက်သွယ်ရတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ပွဲစားချင်းချင်းတိုင်လို့တဲ့ ကျွန်တော်ကပြောတယ်ဒီလိုမျိုး132ဦးကအခက်ခဲတွေနဲ့တက်လာတာသူတို့လည်းသိတယ်သူကလည်းသိတယ်ဒီခက်ခဲတွေနဲ့တက်လာတာအချွေးတွေနဲ့တက်လာဒီလူတွေကိုဒီထိုင်းရဲတွေထိုင်းလာဝကတွေကတော့မဖမ်းနိုင်ဘူးတဲ့တောမောင်းတွေတောမောင်းတွေဒီထိုင်းရဲတွေကတော့မဖမ်းနိုင်ဘူးနော်လာဝကတွေကတော့ဘာလို့ဒီလူတွေရဲ့ခက်ခဲတွေကိုနားလာတယ်ဟိုစားနားလေတယ်ပေါ့နော်မယောင်နိုင်အောင်ကြောက်လို့ပြေးလာတာအဲ့ပြီးတော့ကျွန်တော်တို့အချွေးတွေတိုးတွေနဲ့ပြေးလာတယ်တက်လာတယ်လူတွေဆိုတာသူတို့သိတယ်ဒါပေမဲ့ဒီပွဲသားချင်းချင်းရပဲ IPR 32ကိုပို့ထားတဲ့အုတ်စုတွေကပွဲသားချင်းချင်းရပဲတယောက်တယောက်မနာလို့ဖြစ်တယောက်နဲ့တယောက်ပုတ်တိုက်မှုတွေဖြစ်ပြဿနာတွေတက်ပြီးတော့အချင်းချင်းတိုင်လို့နေရာတိကျတဲ့ကွာတိုင်လို့လာဖမ်းတာတဲ့ဆိုလိုတာကြားရခံရတာမြန်မာလူသားတွေကျွန်တော်ပြောတယ် မြန်မာလူသားတွေဒီလောက်ဒီခက်ခဲနေနေဖြစ်လာမြန်မာလူကြောက်လို့ပြေးလာတယ်လူတွေဖိလိုဘက်ကနေပြီးတော့ဒါမျိုးတွေမဖမ်းမဲနဲ့မသိအောင်စောက်လို့မရဘူးလားဗျာလို့မဖမ်းညင်ဘူးဆိုသူတို့လည်းထောင်နေချုပ်လိုက်ပြေးနေပြီမြန်မာပြည်သားတွေနဲ့ပဲအဲ့ဆိုလည်းမဖမ်းမဲနေပါလားဗျာလို့ဒီလူသားတွေမြန်မာလူကြောက်လို့ပြေးလာတာတိုးတွေအကျွေးတွေနဲ့မိသားစုဘဝတွေအကုန်လုံးပျက်စီးပြီးတိုးထုတ်ကရောက်ဘဝပြတ်ပြီးပြီးရင်မြန်မာပြည်ပြန်ဖို့ခံရမြန်မာလူလက်ထက်ရောက်စစ်မှုတန်းမထမ်းကျင်တဲ့မြန်မာလူလက်ထက်မှာစစ်သားတွေဖြစ်အဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့ဒုက္ခတွေရောက်သွားမဲ့လူတွေဘာဖြစ်လို့မသိအောင်စောက်လို့မရလဲဟာလို့မရဘူးလေသူတို့မင်းတို့မြန်မာပွဲသားတွေရှင်ရှင်ပြဿနာတက်ပြီးတော့သူတို့ပဲတိကျနေနေရတိကျနေလာတိုင်းလို့တို့ကဖမ်းရတာလေအားလို့မဖမ်းသွားမဖမ်းရင်လည်းတို့ပြုတ်ပါလေအဲ့လိုပြောတယ် ဘလို့ရုံမာတယ်တွေ့တာပွဲသားတွေအဲ့တော့ခုလက်ရှိထိုင်းနိုင်ငံမှာပွဲသားခေါ်လာပြီးတော့ပန်းရောင်ဘက်လုပ်ဖို့အတွက်စောင့်နေတဲ့လူတစ်တွေကအများကြီးရှိတယ်ပန်းရောင်ဘက်လုပ်ဖို့အတွက်လူတစ်တွေအများကြီးရှိတယ်စောင့်နေတာပွဲသားထားတဲ့နေရာမှာနေနေရတယ်အများကြီးကနေရာတိုင်းမှာရှိတယ်တိကြတယ်နောက်ရက်ဆိုရင်အဲ့လိုတရင်တွေစတိုက်တက်လာလိမ့်မယ်အဲ့တော့ပန်းရောင်ဘက်လုပ်ဖို့အတွက်ပွဲသားခေါ်လာပြီးတော့လူတစ်နဲ့စောင့်လူတစ်ပွားနဲ့ဘာမှအခုဆိုပန်းရောင်ဘက်ကလည်းခိတရာကြီးနောက်ဆုတ်လိုက်တယ်နောက်တလာလာနှစ်လာလာဘလို့လာနောက်တော့ကပိနတ်တွေထပ်ပြင်အောင်မလားတို့လာမယ့်လာပိုင်းတွေမှာလွတ်တော်လာတယ်တို့လွတ်တော်လာလည်းဖြတ်သိမ်းတော့မှာဘာပြဿနာတွေလာအောင်လဲမသိဘူးလို့မောင်းဝင်ဝင်ကြီးမှာဝင်ကြီးရတဲ့အစ်စ်ရခင်ဝင်ကြီး အဲယောက်ျားလေးဝင်ကြီးတယောက်ကဖုန်းခွင်ရခုံဖုန်းခွင်ရလည်းပြုတ်သွားပြီးတော့နောက်ထပ်ပညာရေးနဲ့ပြောင်းလာတယ်နောက်ထပ်လုံမဝင်ကြီးအမျိုးသမီးတက်တက်တယ်အဲ့တော့ဘာမှမဝါးလိုက်ထပ်ပြောင်းအောင်လည်းမသိဘူးအဲ့တော့ကျွန်တော်တို့အခုချိန်မှာထိုင်းနိုင်ငံကိုမြန်မာပြည်ကနေပွဲသားလမ်းနဲ့တက်လာပြီးတော့ပန်းအောင်ဘတ်လုပ်ဖို့တော့ပွဲသားထားတဲ့နေရာမှာနေနေတဲ့အစုလိုက်ကုန်လိုက်နေနေတဲ့မြန်မာတွေအမြန်ဆုံးကိုယ့်အစီအစဉ်လေးကိုပြောင်းဖို့လုပ်တော့အဲ့ဒီပွဲသားတွေကထိန်းချုပ်ကောင်းမှမနေနဲ့တော့မိမိနေစားဆွေမျိုးတွေငယ်ချင်းပေါင်းနေတဲ့တက်နိုင်အောင်ရှာပြီးတော့ထွက်ခွာတော့သူတို့ထားတဲ့နေရာမှာမနေနဲ့တော့ဘာလို့ဆိုတော့ဒီပွဲသားတွေကြောင့်ကျွန်တော်သိတယ် မှန်ကန်ကောင်းမှုနဲ့ကျိုးဆောင်ပွဲသားတွေကတော့ကိုကျင်းစာသိတဲ့ဒီလုပ်တွေကိုလုပ်တယ်။အချို့ရုံမာတဲ့ပွဲသားတွေကတော့သူတို့ကိုယ်တိုင်ခေါ်လာပြီးတော့သူတို့ကိုယ်တိုင်ပလိတ်ကိုလမ်းပြပြီးတော့ဖမ်းခိုင်းလိုက်တဲ့ကောင်ရှိတယ်။ဘာဖြစ်လို့လဲ?တလားသူတို့အလုပ်မသွင်းရတော့သူတို့ပိုင်းအောင်ဘတ်လုံးမပေးရတော့ဘူး။သူတို့ကောက်ထားတဲ့ပတ်စံတွေပိုင်းအောင်ဘတ်လုံးခါတွေမပေးရတော့ဘူး။သူတို့အေးဆေးသွားတယ်။ဘောပေါလာကျွန်တော်ပြောတော့နားလေလား။ကို့ကိုခေါ်လာတဲ့ပွဲသားကပဲပြန်တိုင်လာလဲရှိတယ်။သူတို့ချင်းချင်းမတက်လို့ပြန်တိုင်လာလဲရှိတယ်။ဒါမဲ့ဆုံဆုံသွားတာကိုပေးထားတဲ့ငွေလည်းရှုံးပိုင်းအောင်ဘတ်လည်းမလုပ်ရအောင်အလုပ်လည်းမရ။ဖမ်းခံတိထောင်ထဲမှာ48ရက်တန်လာ3လတကပို့ဖို့ဆိုရင်3လ5လတချို့တို့မြန်မာပြည်ပြန်ဖို့စောင့်နေတဲ့လူတွေနှစ်နဲ့ချီစောင့်နေတဲ့လူတွေလည်းအများကြီးရှိတယ်။အဲ့တော့မြန်မာလူသားတွေဘွား စူကြဘူးကားလို့ဖြစ်သွားတယ်မိရေးနှစ်ခါမကောက်သုံးခါတော့နားတယ်အဲ့တော့လက်ရှိလူတစ်တွေကိုကျွန်တော်စီပေးချင်တာပန်းရောင်ဘက်လို့ပို့စောင့်နေတဲ့လူတစ်တွေပွဲစားထိန်းချုပ်မှုအောင်မှနေရတယ်ဆိုသူတို့စီကနေအများဆုံးထွက်ဖို့လုပ်တော့ဒီနေ့လိုမျိုး132တူဦးလိုမျိုးမားချိုင်မှာဖမ်းလိုက်တယ်ဒီနေ့ညနေ3နာရီမှာဖမ်းလိုက်တယ်မနက်ကပန်းရောင်ဘက်မလုတော့ဘူးမလုဖြစ်တော့ဘူးရက်ရွှေတယ်လို့ကြေညာချက်ထုတ်တယ်နေဆက်မှာနေဆက်ပြဿနာတွေချောင်းဆိုပြီးတော့အချောင်းပြတယ်သူရေးထားတဲ့စာတယ်မှာပေါ့ဗျာဒါမဲ့ညနေ3နာရီမှာဖမ်းတယ်သူတို့ကတိုင်လို့တယ်โอเคထားထားလိုက်တော့အဲ့တော့အဲ့ဖြစ်စဉ်တွေကဟိုတိုက်ဆိုင်မှုလားဘာလားဆိုတော့မပြောနေတော့ကျွန်တော်တို့ခုနကျွန်တော်ပြောတဲ့ပွဲစားထိန်းချုပ်မှုအောက်ကနေလွတ်မြောက်ဖို့အတွက်အများဆုံးလုပ်ကြတယ် 啊，你把这些记住没？比如讲，我第一板羊板本来要七千八算，把我土价来抓低下来了，听到没？这些你看嘛，这里面板羊板六块钱一户，中间比嘛七点二没有，摊数还嘛多少下？哎呦，土地七千没有嘛，要我看是得八了呢。干咩？其实当天拿多少了？就讲摊羊，六对板羊板六块多，不会打的，我们周边他才六的。这做生意你妈逼啊！你六块五要得，大部分那边包不了，不会打是嘛？生意难拿了，不是你周边他了。这做生意的时候，你位置搞比比的，做着做着在当在当哟。你这种可能当食堂搞比比，生意用够用的是呗。这个呢，皮嘛。 မှန်ကန်တဲ့ကျိုးဆောင်ကုမ္ပဏီတွေအေဂျင်စီတွေကောက်နေတာ900ကျော်900 500အဲ့လောက်ပဲတတိရှိပေါ့နော်တတိမရှိရတော့စိတ်တမျိုးအဲ့တော့အဲ့လိုမျိုးနဲ့ကောက်ထားပြီးပြီးပွဲသားတွေလက်ထက်ကိုဒီပတ်စံတွေတော်တော်များများဆင်းရတချို့အခြေတချို့တက်ဝက်လောက်ရောက်သွားပြီးအဲ့ဒီလောက်ကမားတွေရဲ့တိမ့်နဲ့ချီတော့လူတစ်တင်ထားတယ်ပန်းရောက်ဘက်လို့ချင်းလို့တင်ထားတဲ့လူတစ်တွေတိမ့်နဲ့ချီတော့ထိုင်ရောက်မြမာတွေရဲ့ငွေတွေမရောက်သေးခင်ချိုးပေးထားတဲ့လူတွေရဲ့ငွေတွေကပတ်သန်းနဲ့ရှိရှိတယ်အဲ့ငွေတွေကပွဲသားတွေလက်ထက်ကိုရောက်သွားပြီးတချို့ဆိုဝဲသားတွေလက်ထက်ကိုရောက်သွားပြီးအဲ့ငွေတွေပြန်ရောက်တော့မစင်းသားနဲ့မလွယ်ဘူးအမှန်ကန်ကောင်းမှုနဲ့အချိုးဆောင်နေတာပန်းရောက်ဘက်တကယ်မလုပ်ဖြစ်တော့ဘူးဆိုရင်ပြန်အားလိမ့်မယ် ပြန်အားလေးမယ်မှန်ကန်ကောင်းမွန်တဲ့ကြိုးတောင်းလေး agency တွေပြန်အားလေးမယ်ကျွန်တော်တို့ကြုံညာပေးတဲ့ agency တွေကုမ္ပဏီတွေဆိုတရားဝင်ကုမ္ပဏီတွေပြန်အားပေးလိမ့်မယ်တစ်ချက်မှပြန်အားလေးမယ်မလုပ်လုံးဝမလုပ်ဖြစ်တော့ဘူးဆိုရင်ဒါနဲ့တခြားသောပွဲသားတွေနဲ့လုပ်ထားတဲ့အရာတွေကထိုင်းနိုင်ငံမှာပွဲသားငွေပြန်အမ်းနေဆိုတဲ့သတင်းကောင်းတွေအဲ့လိုသတင်းတွေရတော့ကြောက်ပြားကြီးပဲရေတဲ့ပေါ်ရေတဲ့ကြောက်ရတယ်ကြောက်ခဲကြောက်ကြောက်ပြားကြီးကြောက်ပြင်းကြီးပဲရေပေါ်ပြန်ပေါ်လာမယ်ရှားတယ်နော်အဲ့တော့ထိုင်းအောင်မြန်မာလုပ်ထားတဲ့ဓာတ်တွေကိုလည်းသတိချက်ဖို့လိုတယ်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးပန်းရောင်ဖတ်လုပ်မဲ့လုပ်ငန်းစဉ်ခိတ္တရာကြီးရွှေ့ဆိုင်းလိုက်တာကျွန်တော်တို့ website မှာပြဿနာတက်လို့လားအဲ့တို့ရဲ့ချွေးရင်မှုတွေတခုခုကြောင့်လားဖြစ်ပါသေးလို့ကျွန်တော်တို့ဆူတောင်းတယ် နောက်တစ်ချက်ကကျွန်တော်စိတ်ပူတာနေဆက်ပြဿနာတွေကြောင်းပြောတယ်ဒီရက်ပိုင်းမှာဒီရက်ပိုင်းမှာပြီးခဲ့တဲ့ရက်ပိုင်းနေမှာနေဆက်မှာလူတွေဖန်ခံတာတအားပဲတရားဝင်ဝင်နဲ့မြန်မာလူငယ်လူရွယ်တွေဖန်ခံတာစက်တိုက်ပဲစုလိုက်ထုံလိုက်ပဲယာနဲ့ချီပြီးဖန်ခံနေရတယ်အဲ့တော့အဲ့လိုပြဿနာတွေနေလဲဆိုင်လားအဲ့ဒီပြဿနာတွေနောက်ဆက်တွေကပါလဲဆိုတော့အချမ်းဖတ်စစ်အုပ်စုမရောက်လားလက်ရှိမြန်မာပြည်ရဲ့ကျွန်တော်တို့ဒီမိုစီအစိုးရပြည်သူ့အတွက်တင်ရောက်တာလည်းဆိုရအောင်အချမ်းဖတ်လက်နက်ပြလက်နက်အားကိုးနဲ့အနိုင်ကျင့်အချမ်းဖတ်အာဏာလုယူထားတဲ့အချမ်းဖတ်စစ်တပ်မရောက်နိုင်အုပ်စုတွေကျွန်တော်တို့လူငယ်လူရွယ်တွေဖိုင်းအောင်သွားနေရတော့မှမကြိုက်ဘူး လိုပုံစံမျိုးစုံနဲ့ဒါစီကန်ခွင့်တယ်အဲ့ချိန်မှာမြန်မာလူငယ်လူရွယ်တွေကလည်းရတဲ့နီးလန်နဲ့အနီးဆုံးခိုင်းနိုင်ငံရတဲ့ပေါက်တွေကလည်းဝင်နေကြနေစေအဲ့တော့သူကတော့ဒါစီကျင်တယ်အဲ့တော့အဲ့ဒီအဲ့ဒီကောင်ရဲ့ဘေယောကတွေလည်းပါလာပါလာမလားဆိုတော့ကျွန်တော်ကစဉ်းစားရတယ်ပေါ့နော်ဒီကောင်ကတခုခုပြောလိုက်တာဒီကောင်ကတခုခုပြားပေးလိုက်တာပုံစံမျိုးစုံနဲ့ထိုင်းနိုင်ငံနဲ့မြန်မာဆိုတာလည်းလုပ်ငန်းတွေဆက်ဆက်မှုတွေအကျိုးတူကူပေါင်းဆောင်ရွက်မှုတွေကျွန်တော်တို့ကတ်စပိုင်လိုင်းတို့ကိစ္စမျိုးတွေနဲ့ဆက်ကုံသွေးအခမ်းအနားမျိုးတွေအများကြီးရှိတာဟုတ်ဗျတိလားအဲ့တော့ကျွန်တော်တို့ဒါတွေကကျွန်တော်တို့စဉ်းစားရမယ့်ချက်တွေနော် ဲ့တော့ထိုင်းရောက်မြန်မာနိုင်ငံသားတွေမပေါ်ဆပါနဲ့ဒါအချမ်းဖတ်စေအုပ်စုရဲ့မင်းအောင်နိုင်ရဲ့ပြောကမကင်းဘူးလို့ကျွန်တော်အနေနဲ့ထင်တယ်ဒီပိုင်းအောင်ဘက်ကိုရုပ်ရက်ဒီလိုမျိုးချက်သိမ်းလိုက်တာဒါပေမဲ့ကျွန်တော်တို့ဒီထိုင်းဆိုထိုင်းနိုင်ငံရဲ့ထိုင်းဆိုရတရားဝင်နာတန်ဆပ်ကုမ္ပဏီကြီးတွေစီကနေကြားရတာကတော့ဒါ website အခက်အခဲတွေစိုက်ပါညာချွေးမှုတွေကြောင့်ပြန်လည်ပြုပြင်ဖို့ကိစ္စတွေပါကြောင့်နောက်နေတာအနေဆက်ပြဿနာတချို့ကြောင့်ဆိုတာမျိုးပဲသိရတယ်အဲ့တော့ဘယ်လောက်ရကြာမလဲဘယ်လောက်ရွှေ့ရမလဲဆိုကျွန်တော်မသိရအောင်အဲ့တော့ကျွန်တော်တို့ထိုင်းအောင်မြန်မာလိုမှဒီနေ့ညသိဖို့ကျွန်တော်လာပြောခြင်းဖြစ်တယ်ပြီးရင်နောက်တစ်ချက်ကကျွန်တော်တို့ ခုထိုင်းနိုင်ငံထဲမှာရှိနေတဲ့ဒီလူဟောင်းတွေတက်တန်းတိုးတဲ့လုပ်ငန်းစဉ်တွေကြလေဟိုလှုပ်တော့လှုပ်နေတယ်ပေါ့နော်ဒါပေမဲ့ခုနပြောသလိုတချို့ဟာတွေကဘာမှမသိပဲနဲ့လုပ်ငန်းတွေဘာမှမသိပဲနဲ့ဖြစ်နေတဲ့အခြေအနေမျိုးတွေလည်းရှိတယ်အဲ့ဒါတွေကိုလည်းကျွန်တော်သိစိတ်ချက်လက်နောက်ရကျွန်တော်ထပ်ပြောဦးမယ်အဓိကဒီကနေ့ကျွန်တော်တို့ပန်းရောင်ဖတ်တွေကျွန်တော်တို့ပိတ်ခံထိတယ်ပြီးတော့အဲကျွန်တော်တို့ဒီပန်းရောင်ဖတ်လောက်ကိုစောင့်နေတဲ့လူတွေစုလိုက်ပြုံလိုက်ဖန်ခံထိတယ်ဒါတွေကကျွန်တော်တို့ထိုင်းရောက်မြန်မာနိုင်ငံသားတွေတော့တကယ်ကိုအင်မတန်ကိုကျွန်တော်တို့အင်မတန်ကိုကျွန်တော်တို့ညှနာတဲ့အချက်တွေပဲညှနာတဲ့အချက်တွေပဲအဲ့တော့ကျွန်တော်တို့ ပြောချင်တာတော့ထိုင်းအောင်မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းအောင်မြန်မာလူသစ်တွေအနေနဲ့ဒီချိန်နေရာကျွန်တော်တို့အတွက်အရန်ခက်ခဲတဲ့ချိန်တွေတခုလောက်လာတာဖြစ်တယ်။ဒါကိုကျွန်တော်တို့အားလုံးစုပေါင်းပြီးတော့ဘယ်လိုကြောက်ဖြတ်ရမလဲ။ဘယ်လိုကြောက်ရမလဲပန်နယ်မင်မင်သွားရမလဲဆိုတာမျိုးရှိရှိတယ်။ပြီးတော့မြန်မာလူသားတွေအခုအထူးသဖြင့်အခုဆိုရင်ကျွန်တော်တို့ချမ်းဘတ်စစ်အုပ်စုရဲ့ကျွန်တော်တို့အမာခံလော်ဘီတွေဖြစ်တဲ့ဒါငပောက်ပေါ့နော်။သင်္ကန်းအေးချုံနော်။အဲကျွန်တော်သူ့ကိုပောက်ကိုတော့မခေါ်ချင်ဘူး။ကိုတော်ကိုထည့်လို့မရဘူးဒီကောင်ငပောက်လို့ပဲကောဒီကောင်လူလူတော်မှလူယုံမှာစစ်တပ်ရဲ့လက်ဝေးကစစ်သားတပိုင်းဖြစ်နေတယ်ကော။ နော်ဒီကောင်စီကပေါ့ဒီထိုင်းရောက်အလုပ်သမားတွေကိုမှုေဖို့နှောက်ဖို့အတွက်သူ့လူတွေကိုလွတ်ပြီးတော့မြန်မာလူသားတွေအများစုနေတဲ့ရက်ွက်တွေနေရာတွေမှာပြဿနာရှာခိုင်းတဲ့အခြေအနေမျိုးလုပ်တယ်ဟုတ်ပါလားပြဿနာရှာခိုင်းတာနော်မြန်မာလူသားတာမန်လူသမားတို့ဟန်ဆောင်ပြီးတော့မှပြဿနာရှာမှာထိုင်းလူမျိုးတွေနဲ့မြန်မာတွေအေးစစ်နေတဲ့မြန်မာတွေကိုရန်တိုက်ပေးတဲ့အကွက်မျိုးတွေထုတ်လိုက်တယ်ဒီကောင်ကငွေချေတက်နိုင်တယ်လို့မှာဒါဆိုဒီကောင်နောက်မှာဒါအချက်မစိအောင်ဆိုငွေချေထုတ်ပေးပြီးသားပဲဒီဒီငပေါက်နောက်မှာဒီရေချုံသင်္ကန်းသင်္ကန်းချုံထားတဲ့ရေချုံသင်္ကန်းသင်္ကန်းရေချုံထားတဲ့ဂရုံတုငပေါက်နောက်မှာအများကြီးငွေတွေထုတ်ပေးထားမှာပဲအဲ့မှာအချက်မစိအောင်စုလက်ရှိလက်အောက်ခံမြန်မာတန်ယုံအချက်မစိအောင်စု uniform စစ်တပ်ကကောင်တွေတိုင်မကြီးရစားလုံမတန်ရှိတယ်ဒါကလုံးစစ်တပ်ကကောင်တွေရှိပဲ။မြန်မာတိုင်ရုံးမှာကျွန်တော်တို့ကျွန်တော်ထောင်မကြပြင်တော့ဟိုတန်တမန်အားလုံး19ဦးရှိတယ်19ဦးထဲမှာဆိုရင်ကျွန်တော်တို့ဒေတာခန့်စက္ကပြားနေရှိတယ်2ယောက်တော့2ယောက်လောက်ရှိတယ်နော်။နော်ဒေတာခန့်စက္ကစက္ကပြားနေဆိုတာဟိုဦးအောင်စိုးတို့နော်ပြီးတော့စိုင်းတွေ့တို့ဒါကျွန်တော်တို့ခက်ကြရအခုခုလက်ရှိတော့မယ်။နော်သူတို့ရှိတယ်ဒါတော့ဒေတာခန့်တန်ရုံးဝင်တန်းနေ။အဲနောက်ထပ်ကျွန်တော်တို့တန်တမန်နေနဲ့19ယောက်လောက်ရှိတယ်လို့ကျွန်တော်သိရတယ်။အဲ19ယောက်မှာ18ယောက်လောက်ကအကုန်လုံးစစ်တပ်ကောင်တွေလာတဲ့ပုံမှုတွေပုံကြီးတွေပုံမှုကြီးဟောင်းတွေပုံမှုချုပ်ဟောင်းတွေဒါမျိုးလူတွေကနေပြီးတော့တာမကြီးတွေတန်တန်ရာရှိတွေစစ်တပ်မှုတွေလုံမတန်ရှိတွေလုံနေကြတာ။ အယက်သားနှစ်ယောက်တော့ပဲပါမယ်အဲ့ယက်သားနှစ်ယောက်ကလည်းဘာမှအရေးမပါတဲ့နေရာတွေအယက်သမားတွေဟိုဘယ်လိုပြောမလဲအယက်သားတွေเนาะအဲ့တော့ပြောချင်တာထိုင်းနိုင်ငံရဲ့အခြေအနေကလည်းအဲ့လိုကြီးဖြစ်နေတယ်အဲ့တော့မြန်မာလူသားတွေကိုအေးစစ်စစ်နေချင်တဲ့မြန်မာလူသားထူကြတော့မှာမှွေဖို့နောက်ဖို့လူတွေကအများအားအစင်တင်လုပ်နေပြီအဲ့ဒါတွေကိုကျွန်တော်တို့အားလုံးစီစီလုံးနဲ့ဖြတ်တန်းရမယ်ရက်ွက်တွေထဲမှာဆိုရင်ပြည်ရှင်နားလေတဲ့လူခေါင်းဆောင်တွေအပြီးတော့ထောက်ထားပြေဆုံးတဲ့လူတွေထိုင်းမှာနေကြတဲ့လူတွေကဥဆောင်ပြီးတော့ဒီလိုပြဿနာတွေကိုဥပဒေနဲ့ဖြေရှင်းရမယ်အဲ့လိုပြဿနာရှာလာတဲ့ကောင်တွေဆိုတမပေးရမယ်เนาะဒီကောင်တွေကိုတီးထုတ်ပေးရမယ်ပြင်းပေးရမယ်เนาะတေးကြတယ်ဆိုရင်စစ်စစ်မင်းမြန်ဖုံးနေပါလိမ့်စစ်ပြီးတော့ခြင်ခဲ့ရမယ် ဒါမျိုးတွေကျွန်တော်တို့ကကျွန်တော်လောက်ဖို့လို့တယ်ဒါပေမဲ့ကျွန်တော်ဥပဒေပေါင်းလေးရပဲသွားပါဥပဒေပေါင်းထိုင်းနိုင်ငံမှာဥပဒေပေါင်းကြုံလုံးပြီးတော့ဘာမှမလုပ်ကြနဲ့ထိုင်းနိုင်ငံဥပဒေမဲ့လောက်လိုက်ရင်ပြေဖို့ခတ်တယ်နော်နေဆက်ပြေးတဲ့ကောင်တော်ရအောင်လိုက်ပန်းတာဒါပေမဲ့တော်တော်ကံကောင်းလို့တော်တော်ပါနေတဲ့ကောင်တွေပဲလောက်ကုန်တာအဲ့တော့ဥပဒေပေါင်းလေးရပဲကျွန်တော်လောက်ကြမယ်ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာနေဥပဒေထိုင်းဥပဒေထိုင်းဘရင်နိုင်ငံတော်ရဲ့ဥပဒေကိုကျွန်တော်တို့လေးစားလိုက်တာအဲ့တော့ကျွန်တော်ဓာတ်ရီအတွက်လည်းကျွန်တော်ထိုင်းရောက်ဒီမှာရိုက်တာတင်းဖွဲ့တွေခေါင်းဆောင်တွေရက်ွက်တိုင်းရဲ့ခေါင်းဆောင်တွေစိတ်ယုံတိုင်းရဲ့ခေါင်းဆောင်တွေအားလုံးစုစည်းညီညွတ်ထားဖို့လို့ရထောက်ဖို့ခေါင်းဆောင်တွေစသည်ဖြင့်ထောက်ဖို့တင်းဖွဲ့တွေ ျွန်တော်တို့ရထဲရွာထဲမှာလူကြီးပိုင်းဖြစ်နေတဲ့လူတွေမြန်မာရက်ွက်တွေမှာလူကြီးပိုင်းဖြစ်နေတဲ့လူတွေအားလုံးဆောင်ပြီးတော့ဒါတွေကိုထုတ်ပြန်ပြင်ဆင်ထားရမယ်။အေးအေးစင်းနေတဲ့ရက်ွက်ထဲကိုပြဿနာရှာဖို့ရည်ရွယ်ချက်ရှိတဲ့ပုံစံလောက်လာရင်အဲ့ကောင်ဥပဒေရအောင်ပြပမှာပြင်းနေတာပြင်းဥပဒေရကိုင်နေတာကိုင်ဒါတွေကိုကျွန်တော်လုပ်ရမယ်။ဒါတွေကိုကျွန်တော်ဒီနေ့ညလာပြောချင်းဖြစ်တယ်။ကျွန်တော်ပန်းရောင်ဘက်အဲ့တော့ကျွန်တော်တို့မှန်ကန်ကောင်းမွန်တဲ့အကျိုးဆောင်အေဂျင်စီတွေကတော့လုံးဝမလုပ်တော့သေးကြတယ်ဆိုဒီပိုင်းဆောင်ကြည့်ပါဘာကြောင့်ညာကြတွေထွက်လာအောင်လဲဆိုတော့နော်မလုပ်တော့သေးကြရင်ပတ်စံပြန်အမ်းပါလိမ့်မယ်။အခုနကျွန်တော်ပြောတဲ့ဝဲသားတွေကတော့အမ်းမှာမဟုတ်ဘူးပတ်စံနေစုံးမိလို့လားမှတ်လိုက်တော့အလို့မားနေနေတာပါဗျာဒီပိုင်းရောက်ဘက်လူသိကိစ္စကြီးမှာ ဒီ time swap ဘက်ကရုပ်ပြရက်ရွှေ့ဆန်းလိုက်တဲ့ကိစ္စကြီးမှာကျွန်တော်တို့လုပ်ကမာတွေနှစ်နာပေါ်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ထိုင်းမြန်မာတွေနေအားလုံးစစ်စစ်လုံးနေပါရက်ွက်တဲမှာညဘက်တွေစောင်းပေါက်ကျဲကြီးဖွင့်လာပြီးရမှုတောင်းကျမ်းတာတွေချင်းချင်းညဖြစ်တာတွေမလုမလုကြပါနဲ့တောင်းတယ်ဟုတ်ဒါနဲ့ထိုးတက်လိုက်တာတွေဘာတွေကတော်တော်ဆိုးတယ်ဗျနော်ဒါကြီးတွေကမလုတင့်ဘူးပေါ့နော်တောင်းတယ်အဲ့လိုအကြက်ဖက်ပုံစံမျိုးရံပြူတဲ့ပုံစံမျိုးတွေမလုဖဲနဲ့အားလုံးအားလုံးတွေဒီ time မှာနေချက်လာပြီတဖြည်းဖြည်းနဲ့နောက်ဆိုဘလို့ဖိအားတွေလာအောင်လည်းမသိဘူးเนาะလူအောင်တွေအတွက်လည်းနောက်ပဆိုးဆောင်တဲ့ကိစ္စတွေလည်းပုံစံမျိုးစုံနဲ့တည်ချင်းချင်တော်တို့တည်ချင်းချက်လာတာเนาะ ဲ့နေထားဒီမှာကျွန်တော်တို့ဘယ်လိုကြော်ရွားမလဲဆိုတာကျွန်တော်တို့အချင်းချင်းစီစီလုံးလုံးညီညီညွတ်ညွတ်ရှိမှရမယ်အခြေခံလုပ်သမားတွေထိုင်းရောက်မြန်မာလူသားတွေအားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့တက်ဆိုင်ရာနေမြေခေါင်းဆောင်တွေ brighter တင်းဖွဲ့ခေါင်းဆောင်တွေထောက်ဖို့တင်းဖွဲ့ခေါင်းဆောင်တွေကျွန်တော်တို့ရက်ွက်ထဲမှာရှိနေတဲ့ခေါင်းဆောင်ပိုင်းတွေတာရေးနိုင်လုံးနေတဲ့ခေါင်းဆောင်ပိုင်းတွေစသည်ဖြင့်လူကြီးပိုင်းတွေလည်းရှိကြပါတယ်အားလုံးကျွန်တော်တို့တန်းတန်းမြေမြေဆွဆွနေနေတဲ့တောင်းတောင်းလေးလေးစားစားနဲ့သွားကြမယ်လူငယ်တွေကလည်းအာဒီဘဲကြီးဘာညာသူကလူဘောမကားလို့ဘာဖြစ်ဖြစ်ကွာဘာညာဒီလိုလူတစ်တွေကအဲ့လိုဆောက်ချုံးမပြေတဲ့ပုံစံတွေလုပ်တယ်အဲ့လိုလည်းမလုပ်ကြနဲ့သူ့နေရာနဲ့သူပဲနော်ဖြတ်တန်းခဲ့တာအဲ့တော့လူလူကောင်းတွေကိုလည်းမလေးစားမလုပ်နဲ့နောက်လာတဲ့လူငယ်လူရွယ်တွေကိုလည်းတွဲခေါ်နိုင်ကျင့်တာမျိုးမလုပ်နဲ့လူကောင်းတွေအားလုံး ကျွန်တော်တို့ခိုင်မာတောင်တင်းတဲ့စီးလုံးနဲ့ community လေးဖွင့်ဖွင့်ထားပြီးတော့အားလုံးချစ်ချစ်လေးလေးနဲ့သွားကြဖို့လို့ပြီးထိုင်းအားကျွန်တော်တို့အတွက်တဖြည်းဖြည်းနဲ့အနေခတ်လာပြီအဲ့တော့အဲ့ဒါတွေကိုအားလုံးကြော်လွားဖို့ထိုင်းရောက်မြန်မာလူသားတွေစီးလုံးဖို့လိုတယ်လုတ်ယုံနေမှာလေလုတ်ခပုံမှန်မှန်တယ်လောကပုံမှန်မှန်တယ်လောကပုံမှန်ရှင်းတယ်ဟိုဆိုရင်အဲ့လူမခွင့်ရေးပုံမှန်ပေးတယ်ဥမာတနည်းနည်းခိုင်းလို့နှစ်ရက်စာပေးတယ်အဲ့စသည်ဖြင့်အဲဒါဒါဒါလေးတွေဟိုကမှဒီအစိုးရရုံးပေးရဲ့ဒီတက်မထားတဲ့73ရက်ဆက်လေးစာကိုတက်မထားတဲ့အတိုင်းပေးတယ်။နားရဆိုလဲကျမကြီးဆိုလဲကျမကြီးခန်းစားခွင့်ရှိတယ်ပကန်းဆန်းကုန်းဆိုပကန်းဆန်းကုန်းခန်းစားခွင့်ရှိတယ်ကလေးမီးဖွားလဲကလေးမီးဖွားဝင်ခန်းစားခွင့်ရှိတယ်ဆိုတဲ့အလုပ်ရုံတွေမှာလုပ်နေတဲ့အလုပ်သမားတွေက အလုပ်ကိုစူးစမ်းလုပ်ကြပါအဲ့လိုမျိုးမင်္ဂလာကောင်းမှုနဲ့အလုပ်ယုံနေရတယ်ဖြည်းဖြည်းရှားလာတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုလုပ်တဲ့အဲ့လိုမျိုးလုပ်ယုံနေမှာရောက်နေတဲ့လူတွေကလုပ်ပင်မန်းတာတော့မငြိကြားနဲ့ဗျာနော်လုပ်ကတော့ပင်မန်းတာရှိတယ်တက်တာတာရှိတယ်ပိုလုပ်လိုက်ရတာရှိတယ်ဒါပေမဲ့ခုနကျွန်တော်ပြောတဲ့ချက်လက်တွေညီညွတ်နေအဲ့လိုကျွန်တော်တော့ကောင်းနေပြီအဲ့ဒါကိုကျွန်တော်စူးစမ်းပြီးတော့လုပ်ကြရမယ်ချိုးဝနာတွေဆဲတာတွေရှိတာပေါ့ဗျာနော်ဒါတွေကျွန်တော်နားလေကျွန်တော်ကိုယ်တိုင်းလည်းလုပ်တမညာဆိုင်အလုပ်တွေတော့လုပ်ခဲ့တာပစုံဖယ်တွေ၅ဖယ်တွေပစုံထန်း၅ထန်းတော့ကျွန်တော်လုပ်ခဲ့တာညာဆိုင်လုပ်တော့ကကိုကိုတိုင်းဘာဘက်လည်းမရှိဘိုင်းအောင်ဘက်ခလည်းမဟုတ်ဘာဘက်မှမရှိထော်တော်ဆန်ပဲအောင်မထွက်သေးတဲ့ချိန်ကျွန်တော်တို့ညာဘက်စပိန်စုပ်လေးနဲ့ညာဆိုင်လောက်တော့မနဲ့ပြန်လာ အဲ့လိုမျိုးကျွန်တော်လုတ်ခဲ့တာထလေတိုင်းမာချန်ထလေတိုင်းကြီးမှာအခုကျွန်တော်တို့ဖမ်းရောက်ဘက်တွေထုတ်ပေးနေစင်ကန်မာရှိရဲ့ထလေတိုင်းဈေးကြီးမှာကျွန်တော်ညာတိုင်းနေလုတ်ခဲ့ရတယ်အဲ့တော့အလုတ်ချမ်းလုတ်နေတဲ့အလုတ်သမားတွေဘဝတွေကိုကျွန်တော်ကိုချင်းစားတယ်လုတ်ယုံနေမှာလုတ်ပင်မနေကျွန်တော်ဆိုင်ယုံလုတ်ယုံနေလည်းလုတ်ခဲ့ဘူးတယ်ထိုင်းလုံးစီရိုးပါလို့ကျွန်တော်လုတ်ခဲ့ဘူးတယ်ဘောနော်အဲ့တော့ဟိုအားလုံးဟိုကိုကိုချင်းစားတယ်ကိုင်းမင်းဓာတ်ကိုကိုချင်းမစားပဲပြောနေရမှာကျွန်တော်တို့မှန်မှန်ကန်ကန်နဲ့ကို့ဘဝကိုလောက်အားကပုံမှန်ပေးလောက်အားကပုံမှန်ပေးအဲလုတ်နေစဉ်ပုံမှန်ပေး အဲ့ပြီးတော့နားရဲ့ပိတ်ရက်တွေကိုဥပဒေတိုင်းခန်းစားခွင့်ပေးပြီးပွားခွင့်ပေးပကံဆောင်ကုန်လည်းလုပ်ပေးစသည်ဖြင့်အဲ့လိုမျိုးမှန်ကန်ကောင်းမွန်တယ်လို့ယုံနေဆိုရင်အာတင်းပြစူးစမ်းလုပ်ကြပါကျွန်တော်ဒီမှာလုပ်သားတွေရဲ့လုပ်အားနှုန်းကောင်းတယ်ညံကောင်းတယ်ဆိုတဲ့ဟာတွေကိုထိမ့်သိမ့်မှာဆက်ပြီးတော့ကျွန်တော်နာမည်ပြအောင်မလုပ်ကြနဲ့အားလုံးရက်ွက်ထဲမှာလည်းထိုင်းမျိုးနဲ့လိုက်ရုံးညူတွေဖြစ်အောင်နေကြပါလို့ပြောဝင်တယ်ဒီညကျွန်တော်လိုက်လေးကိုဒီတိမဲဆုံးသက်ပြရစီဟုတ်ကျွန်တော်ပြောရလဲချာပြီဒီကထိုင်းအောင်မြန်မာလုပ်သားတွေလက်ရှိကြောင်းလဲလာတဲ့အခြေအနေတွေကစိုးရင်စရာအခြေအနေတွေကိုဖြစ်လာတယ်အဲ့တော့နောက်ရက်တွေဆိုရင်ဒီလူတက်တွေကိုဖမ်းဆီးတာမျိုးတွေနောက်ထပ်မကြားပါသေးတဲ့လူကျွန်တော်ဆူတောင်းနေရမှာဖြစ်တယ်အဲ့တော့ထိုင်းအောင်မြန်မာလုပ်သားတွေအားလုံး fighter ပါလို့ပဲကျွန်တော်ဒီနေ့ပြောရင်းနဲ့လောက်ကိုင်းနေ အစီအစီချုံမှုရပါစေနေတိုင်းဝင်ထောက်ထားတွေကိုမျှော်လင့်နေတဲ့လူတွေဒီပန်းရောင်ပတ်မကြခင်မှာပဲပြန်ရိုက်ပေးပါစေထိုင်းစိုးကပြန်ဖွင့်ပေးပါစေကျွန်တော်နေနဲ့ဆူတောင်းပေးလိုက်ရပါတယ်ဟုတ်ကဲ့ဘီလာရုအစိုးရမြန်မာ၌ရောင်းစားတပ်ဖြတ်ခံရဟုတရင်ထွက်ဘီလာရုနိုင်ငံရှိအသက်26နှစ်ရွယ်အစိုးရမိန်ကလေးတအူသည်မြန်မာနိုင်ငံမှာအွန်လိုင်းငွေကြေးလိမ်လည်မှုဂိုင်းများလက်ထဲရောက်သွားပြီးနောက်အသက်ခံရကကိုရင်းအင်္ကာစိတ်ပိုင်းများထုတ်ယူခံခဲ့ရသည်ဟုသောသတင်းများထုတ်ပေါ်ခဲ့ကြောင်းရုရှားမီဒီယာများကဖော်ပြထားသည် အဆိုပါမျိုးသမီးသည်ထိုင်းနိုင်ငံသို့သွားခဲ့ရမှအလိန်ခံရပြီးနောက်မြန်မာနိုင်ငံကိုခေါ်ဆောင်သွားခြင်းခံခဲ့ရကြောင်းထို့နောက်ကိုအင်္ဂါစိတ်ပိုင်းများအတွက်ရောင်းချခံရကရင်းဤယုတ်အလောင်းကို မိတကြိုလိုက်ပြီးဟုမိသားစုထံလူတစုကအကြောင်းကြားလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်ဗီလာရုစ် the voice တချင်းဆိုပြန်ပွဲဝင်ဟောင်းအသက်26နှစ်အရွယ်အမျိုးသမီး craft ဆပါသည်မော်ဒယ်လုပ်ငန်းလုပ်ကိုင်ရန်ရည်ရွယ်ချက်ဖြင့်ထိုင်းနိုင်ငံသို့သွားခဲ့တော်လဲ online လိမ်လည်မှုစင်တာသို့ရောက်ရှိသွားက အမျိုးသားများထံမှငွေလိမ်လည်ရယူရန်အတင်းအဓမ္မခိုင်းစေခြင်းခံခဲ့ရသည်ဟုဆိုသည်။အော်တိုဘာလအစောပိုင်းတွင် Craft Server နှင့်အဆက်သွယ်ပြတ်တောက်သွားပြီးနောက်မကြာမီတွင်လူတစုကမြင်းဤဆွေမျိုးများထံဆက်သွယ်အကြောင်းကြားလာခဲ့ခြင်းဖြစ်သည့် Craft Server သည်တက္ကသိုလ်ပွဲရရှိပြီးနောက် Belarusian မျိုးတော် Mensa မှရုရှားနိုင်ငံ Saint Petersburg သို့မကြာသေးမီကပြောင်းရွှေ့ခဲ့ကာထိုင်းနိုင်ငံတွင် Moral အလုပ်တစ်ခုကမ်းလှမ်းခံရပြီးယခုကဲ့သို့ဒုက္ခကြုံတွေ့ခဲ့ခြင်းဖြစ်ကြောင်းရုရှားသတင်းများ၌ဖော်ပြထားသည်။